သနာကြကြနေရာကြကြလေးရှိတဲ့လူလေးနဲ့အကုန်လုံးတတ်တတ်ရဲ့လေးခိုင်းပေးပါဦးစင်းဦးစင်းဦးစင်းပွဲနေမယ်ဦးစံတော်ကပဲကွာဦးတော်ဒီတန်ကြီးကမိတ်ဆက်ပါဦးတော်ဒီကမိတ်ဆက်ပါအခါနာစီစဉ်ရှိတယ်ဟုတ်ဟုတ်ပြီအခါနာဒီကကြီးကျောင်းကကြီးမှာလာခိုင်းပါအော်ဒီဘုဦးစင်းရတယ်ဗျာအားနာကြပါဘူးကိုနော်ရရရဒီကကြီးဒီမှာနေရာအများကြီးရှိတယ်ဗျာဟုတ်ကဲ့ဟုတ်ကဲ့စာပို့တော့ဖို့လည်းစီစဉ်ထားပါလေတင်ပါတင်ပါခါနာဘုလို့လည်းအခါနာစီစဉ်မှုလေးက

ေဥတော်လည်းရေကိုအကြောင်းပြုပြီးတော့ကြာဆုံးသွားတဲ့ရဲဘော်တွေကိုအောင်မေတ္တာရတဲ့အနေနဲ့တော်တော်ဆာနေတော့ကျွန်တော်တို့အကုန်လုံးတမင်းလေးလောက်ပဲဖြစ်ဖြစ်ညီတက်ပြီးတော့အလေးပြုကြပါဦး။ညီတော်အကုန်လုံးကာနာစီတွေကာနာစီကာနာစီတွေနှင်းရကဒီကျောင်းရဲ့တောင်ငယ်စရာတော့ဥဇော်တိကကနေပြီးအခွင့်အမာစကားလေးပြောကြပေးဖို့ဖြစ်ပါတယ်။နံပါတ်3စီစဉ်နေနဲ့တော်တော်ဆာဆာထန်ဟန်တို့ရောအားလုံးကလေးပြောကြတော့ဦး။အဲကြာကြာတိတို့ပါတယ်။နံပါတ်4စီစဉ်ရ ဒေါက်တာဆော့သာထံတို့အထူးရှင်အသေးသေးရနေပြီအလူကိုမြတ်ပြရရင်လည်းရင်းနီးပြီးအမတ်ရတပုံကြီးတက်ကျင်ပါလေအဲဒီစီဇန်ကြီးကြီးပါလေဒါပေမဲ့ငါးစီဇန်ကဒေါက်တာဆော့သာနဲ့အခွဲကိုကျွန်တော်တို့ခမင်းဟင်းများနဲ့တက်ခင်းအခန့်ကျွေးမှုကြီးပါပဲကျန်တဲ့စီဇန်တော့ခဏစီဇန်ကျတော့ပြေးသေးတော့နော်ဒေါက်တာဆော့သာပြောခင်မှာတပီတော့ question ကြီးလို့ဒါကြီးရပါတယ်ရပါတယ်ရပါတယ် ဲ့လေအစီအစဉ်နဲ့ဝင်လို့ရပါတယ်နော်တင်ပါတော့အဲဆိုရှိရင်နံပါတ်1အစီအစဉ်ကနံပါတ်1ဆက်အဲဆိုရင်နံပါတ်1အစီအစဉ်ညာကျွန်တော်ကြာဆုံးသွားတဲ့မြေဥဒေါ်လာရင်းကိုအကြောင်းပြုကြာဆုံးသွားတဲ့ရဲဘော်တွေနဲ့တကွာဒါကစားတို့ဟိုဟိုအလေးပြုပြီးတော့ကျွန်တော်တို့အလေးပြုကြအောင်အားလုံးမတက်ရအောင်အားလုံးမတက်ရအောင်ဒီနေ့တော့ပြီးတက်ပြီးတော့အလေးပြုကြအောင် ရပါပြီ။ရပါပြီ။အမစီနေနေရဆရာတော်ဥဒရီကမှပြန်စားမှာဒါလေးပြောပြပေးဖြစ်ပါတယ်အခုလိုမျိုးမချင်မဖဲနဲ့ခမုံတို့ရဲ့နိုင်ငံတကာမှာနာမည်ရပြီးတော့ခမုံတို့ရဲ့မြန်မာပြည်သူလူတွေအချစ်တော်ဒေါက်တာဆာဆာကိုခမုံတို့လည်းအဝေးရနေပြီးတော့ပဲပီတိခရဏဖြည့်ပြီးတော့အမြဲတမ်းပြောစကားဆိုစကား တခါကြီးရဲ့အရေးချင်းနေဖို့အမြဲတမ်းနှလုံးသွင်းပြီးတော့ဘုံဘုံလေးလည်း line ဘုံကနေတွေ့ရတဲ့အခါတာလူလည်းအချိန်ချင်းခေါ်ခဲ့ပါတယ်ဒီလိုဆုံရမယ်လို့လည်းမထင်ပါဘူးအခုလိုဆုံရတဲ့အခါမှာဟိုကာလန်ဒေတာအခါတန်န်ဆိုတဲ့အတိုင်းအချိန်ကိုလည်းပဲအများကြီးဘုံဘုံမပေးချင်ပါဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့အရေးကြီးတဲ့အချိန်မှာအရေးကြီးတဲ့ပုံပုံရဲ့စကားကိုလည်းနားထောင်ရမှာဖြစ်ပါတယ်ဘုံဘုံကဒီလိုကြီးပြောကြအကြောင်းမရှိတဲ့အတွက်ကြောင့်ဘုံဘုံရဲ့စကားလေးကိုတော့တူတူတုတ်တုတ်လေးပဲပြောပါမယ်လို့အဓိကကတော့ဘုံဘုံပြောချင်တာကအဓိကနဲ့တာမင်ညပေါ့ အဓိကနဲ့တာမင်ညာဆိုတဲ့နေရာမှာဘာကိုပြောတာလဲဆိုတော့ပုံမှန်ဒီနေ့ပြောရင်းနဲ့ဇာကားအမေရိကန်နိုင်ငံဥကလာဟိုမာမျိုးဥကလာဟိုမာစတိတ်ဥကလာဟိုမာပြည်နယ်တို့ဆာမျိုးပေါ်မှာအဓိကရဲ့တာမင်ညာရဲ့ဆိုနှစ်ခုရှိတယ်လို့ပဲပုံမှန်တင်စားခြင်းတာပေါ့အဓိကကတော့ပုံမှန်တို့ရဲ့ဒီကနေ့ဖိတ်ခေါ်ပေးတဲ့အခွဲကဒါအဓိကပါပုံမှန်တို့ကတော့တာမင်ညာပါပဲเนาะအဲ့ဒီတာမင်ညာရဲ့နေရာလေးကိုမှ တရားကြီးဒေါက်တာဆာသာအနင်းတို့ကအခုလိုဖိတ်မှန်ကပြည့်တဲ့ပုံမှုတွေအနေပြီးတော့ခေါင်းပေါင်းတွေရဲ့လူအင်အားမရှိတဲ့ညနာငယ်တရားလေးဖြစ်နေတဲ့တာမင်းညောင်ညပုံမှုတွေကိုအတွေ့လည်းရခဲ့တာပေါ့ဒီပုံမှုတွေကဟုတ်လားဒီနေရာလေးကတာမင်းညနေရာလေးပဲလူအင်အားလည်းဘယ်လောက်မှရှိတာမဟုတ်ဘူးအဲတာမင်းညနေရာလေးကိုအဓိကထားပြီးတော့လာပြီးတဲ့အတွက်ကြောင့်ဒီကနေ့ဒေါက်တာဆာသာနေတို့ကဖိတ်ပေးကြတဲ့တရားကြီးဒီနေ့ ူဆောင်ပြီးတော့သူသာမျိုးကြီးမှာခန်းခန်းနာနာကြီးနဲ့ဟောခမ်းမကြီးတဲ့မှာအကြီးအကျယ်လုံးမဲ့ပွဲကြီးမှာဆောင်ရွက်ပေးတဲ့ပုံပုံတွေကတော့အဓိကဖြစ်ပါတယ်ဒီအဓိကနေရာကိုမတွားသေးဘဲနဲ့ဘာမှမဟုတ်တဲ့တမင်းညောင်ညနေရာလေးကိုအရင်ဝင်လာတယ်ဆိုတော့အရင်ထဲမှာဟိုခံစားလဲရတဲ့ခံစားချက်တွေကညစ်အောင်ကြာပြီစိတ်ထဲမှာရင်ထဲမှာမကောင်းဘူးခမလို့လည်းပဲထိုင်းနိုင်ငံမှာတရင်တုံးခဲ့တဲ့10နှစ်15နှစ်အနည်း20အဲ့လိုနေခဲ့တဲ့အခါမှာ မိတော်ဆန်းစုကြည်ငမိုင်းတော်ဆန်းစုကြည်ဒုတိယအချိန်ရောက်လာတော့လည်းကျိုးစိုးတယ်ပထမအချိန်လာတော့လည်းကျိုးစိုးတယ်ဒုတိယအချိန်လာဖို့အစီအစဉ်ကြတော့ဘုရားတရင်ရတော့ဒါကလေးအဲခုဆုံးသွားတဲ့ချိန်မှာပါတယ်ပေါ့နော်အမြဲတမ်းတော်ဆန်းစုကြည်ပြီးမှအိမ်လေးဆွဲပြီးတော့ကျိုးစေးရအောင်ဟောဘုံဘုံတို့ထိုင်းနိုင်ငံကိုရောက်တဲ့အခါမှာအမြဲတော်ဆန်းစုကြည်ဒကမိုင်းတော်ဆန်းစုကြည်ထိုင်းနိုင်ငံရောက်တဲ့ ထိုင်းနိုင်ငံမှာတက္ကသိုလ်ကြီးမှာကြောင်းတက်နေတဲ့မြန်မာတန်ဃာတော်တွေတိုင်းရင်းသားဘောင်းဆောင်တန်ဃာတော်တွေအပန်း900ကျော်ရှိတယ်။အဲ့ဒီတန်ဃာတော်တွေအပန်း900ကျော်တွေကိုတက္ကသိုလ်ရဲ့ခန်းမထဲမှာဘုန်းဘုန်းတို့ပြောပေးမယ်။ဒကမာကြီးတော်အောင်ဆန်းစုကြည်ကထိုင်းနိုင်ငံကို လာရင်းနဲ့မြန်မာတန်ဃာတော်တွေတိုင်းရင်းသားတန်ဃာတော်တွေကြောင်းတက်နေတဲ့တန်ဃာတော်တွေကိုလာတွေ့တယ်ပါလား။လာပြီးတော့ဖူးမြော့ပါလားဆိုတဲ့ဂုံပုံလေးကိုလိုချင်လို့ဒကမာကြီး ကိုစီရတော့ပုံပုံတို့အဲ့ဒီအစီအစဉ်လေးပုံပုံကကျင်းပါမယ်ဥဆောင်ပြီးလုပ်မယ်ဒါတို့လက်ခံပေးလို့ရမလားလို့ဆိုတော့အကျိုးစီရတော့ပုံပုံနဲ့ဒီလိုသူစီစဉ်တာမဟုတ်ပါဘူးခင်ဗျာအဲ့မြန်မာတိုင်းရုံးကစီစဉ်တာဖြစ်ပါတယ်မြန်မာတိုင်းရုံးကစီစဉ်တာဖြစ်တဲ့အတွက်ကြောင့်မြန်မာတိုင်းရုံးကစီစဉ်ထားတဲ့နေရာကိုပဲဒီလိုတို့ဝါရမှာပါအဲ့ဒီမှာပုံပုံကပြောချင်တာကဟုတ်ပြီကိုကနိုင်ငံတော်အကြံပေးပြီကိုကနိုင်ငံတော်ရဲ့လူကြီးဖြစ်နေတဲ့အချိန်မှာတန်ယုံဆိုတာကကို့အောက်ကပဲလေ တန်ယုံဆိုတာကိုယ့်အောက်ကတန်ယုံကအဲ့လိုအဲ့လိုစီစဉ်ထားတဲ့ကိုယ်တရေရပြီဆိုရင်ကိုယ်ကမေးရမှာလူကြီးဖြစ်တဲ့ပုဂ္ဂိုလ်ကအေးဒီနေရာမှာတန်ဃာတော်တွေတော့လူရှိနေကြတယ်အဲ့ဒီနေရာကိုလည်းသွားခြင်းနဲ့မဖြစ်ဖြစ်အောင်စီစဉ်ပေးပါအမေတော်သန်းကြီးဒီကမိုက်တော်သန်းကြီးပြောရမယ်ဆန္ဒအဲ့လိုမပြောဘဲနဲ့မသိတာလည်းပါတာပေါ့နော်ဒကမကြီးကတော့တကယ်ကိုယူသားပါလေအများဆုံးဖြစ်တဲ့မြန်မာပြည်သားတွေအများဆုံးဖြစ်တဲ့မဟာခြံကိုပဲသွားလိုက်တယ်ဘုံဘုံတို့ကတော့လာလို့ရှိရင် ဘုံဘုံတွေပရာဟိတအဖွဲ့တွေတောင်းအောင်အများကြီးရှိတယ်အဲ့ဒီအဖွဲ့တွေလည်းဖိတ်ပြီးတော့တောင်းတာကြီးကြီးကဘုံဘုံကြီးတို့လာတွေ့တယ်တန်ဃာတော်တွေကိုလာဖူးတယ်ဘုံဘုံကလည်းပရာဟိတအဖွဲ့တွေပုံအောပြီးတော့ငွေတွေပြူပေးလိုက်မှာအဲ့လိုစီစဉ်ဆွဲထားတာဘုံဘုံကဒါပေမဲ့လို့တခါကြီးကိုချီရချိုးတော့ပြောတာကလည်းသူကသူတို့စီစဉ်တာမဟုတ်တော့ပါဗျာတဲ့အနေထားလေးကိုဘန်ကောက်ရောက်ရင်ဘုံဘုံကိုပြန်လျှောက်ပါမယ်ဆိုတော့ဘန်ကောက်ရောက်တော့လူကြီးအများတဲ့ခါကျတော့အွက်သီးတွေအများတော့သူတို့ဘုံဘုံတို့အဆက်အသွယ်များတော့အခုအဲ့ဒီဟာကိုပြောခြင်းဒီဇာလန်းလေးကိုပြောခြင်းတာ အခုလည်းဒီနေ့ဒေါက်တာဆာသာကအင်္ဂလန်နိုင်ငံကနေအမေရိကန်ကိုရောက်လာတဲ့အခါမှာတကယ်ကြီးဒေါက်တာဆာသာကဖိတ်တာကဖုန်ဖုန်တို့ကဖိတ်လိုက်တာမဟုတ်ဘူးဖိတ်တာကဒီရတူဆောင်မှရှိတဲ့နော်တကယ်ကိုမန်းတို့ကဖိတ်လိုက်တဲ့အခါမှာတကယ်ကြီးကိုမန်းတို့ကဒါလေးနော်အခုလိုမျိုးပေါ့နော်ကိုပြူးစရာတော်တို့လိုပဲဟောလာနေရာချတဲ့ပုံပေါ်တွေကအစီစဉ်သူတို့လုပ်ချင်လို့လုပ်လို့ရတယ်သူစီစဉ်ရင်လို့စီစဉ်လို့ရတယ်နော်ဖိတ်မှန်တကပြူတဲ့ပုံပေါ်တွေကသူတို့သွားဆိုတဲ့နေရာပဲသွားရမှာဒါပေမဲ့လို့ ဘာပဲဖြစ်ဖြစ်ပေါ့နော်ဒီလိုမျိုးဒီလိုမျိုးလေးစီနေတာတဲ့ကမှာအဓိကဖြစ်တဲ့ဘုန်းကြီးရဲ့တရားကြီးတို့ရဲ့တိုင်းရင်းသားပေါင်းစုချင်းအများစုဖြစ်တဲ့နေရာမှာကိုတွားရမယ်ဟာဖြစ်တော်လည်းပဲအ ਨੇ စုဘုရားဘာသာအ ਨੇ စုလေးဖြစ်တဲ့ဒီမျိုးလေးရဲ့ဒီကြောင်းလေးမှာအခုလိုလာရောက်ပြီးတော့မျက်နှာပြတာဟာဒေါက်တာဆာဆာကလည်းပဲဘလို့တရင်ကြားလို့ရောက်လာတာလားဒါမှမဟုတ်တဲ့တကကြီးဖိမှန်တကပြုတဲ့ပုံကိုလည်းကွန်ပျူတာရောက်လာတာလားဘလို့ပဲရောက်လာရောက်လာအဓိကပုံကိုတွေကဒီနေရာမှာပဲကျွန်တော်တို့က ရှင်တိုင်းရင်းသားတွေအများစုရှိတဲ့ဒီပေါ်ကိုင်းမှာပဲစီစဉ်ထားပါတယ်လို့ပြောရင်လည်းဒေါက်တာဆာဆာလက်ခံပါအဲဒီတော့ဒေါက်တာဆာသာလည်းမရဘူးကျွန်တော်တို့နေရင်နေပလိသည်ဒီနေရာလေးကိုရောက်အောင်သွားမယ်ဆိုတော့စိတ်မွေးလိုက်တာကတကယ့်သူတော်ကောင်းကြီးပဲတကယ့်သူတော်ကောင်းကြီးပဲနော်ဒါတကယ့်မကြီးဒေါက်ဆန်းစုကြည်ကိုလိုချင်တာအဲ့ဒါပဲအခုကျတော့ဒေါက်ဆန်းစုကိုတိုက်ခိုက်တယ်အာဘုန်းကြီးတိတ်ခုထူတာမဟုတ်ဘူးဘုန်းကြီးတွေကိုတိတ်တွေ့တာမဟုတ်ဘူးဘာသာရေးဘက်ကိုအလေးမပေးဘူးတဲ့မဟုတ်ပါဘူး တော်နာသူကြီးလည်းဘာသာရေးတက်ကိုလေးပေးပါတယ်အခုဘုံဘုံပြောရတာကအဓိကနဲ့တာမင်ညာဆိုတာဘုံဘုံကအဓိကမဟုတ်ပါဘူးသူစာမျိုးလေးကတခါကြီးပုံမှန်ကအဓိကအဓိကပုံမှန်ကအဓိကဘုံဘုံကတာမင်ညာလေးပဲ တာမင်ညနေရာလေးမှာအခုလိုမျိုးတခါကြီးရင်းနေတာစေရနာပါပါနဲ့ဥထိတ်ထားပြီးတော့လာတဲ့အတွက်ကြောင့်တခါကြီးကိုမန်တို့ဖိမန်တကပြည်နယ်ကိုစားအခွဲကြီးရောတခါကြီးထောက်တာဆာဆာနဲ့ပါဝင်လာတဲ့အခွဲသားတွေရောအဲ့ဒီနှလုံးထဲမှာမှတ်တမ်းတင်ပါတယ်လို့ဒါကြောင့်အဓိကနဲ့တာမင်ညနေရာလေးမှာတာမင်ညနေရာလေးကိုလည်းအဓိကထားပြီးတော့လာပြီးတဲ့ထောက်တာဆာဆာပြင်ဖိတ်ပြီးတော့ပြည်တဲ့အဓိကပုံကိုယ်တွေကလည်းပုံမှုအဓိကကြီးဖြစ်ကြပါစေလို့ဘုံဘုံရင်ထဲကနေအဲ့ဒီနှလုံးထဲကနေဆုတောင်းပေးပါတယ် အဲဒါကြောင့်မို့လို့ NGO အစိုးရကလည်းပထမဆုံးထိုင်းနိုင်ငံကနေပြီးတော့ပဒတန်းလူတန်းပေးခဲ့တဲ့တက္ကသိုလ်ကလည်းဒေါက်တာဆက်စားတင်းမင်းစားပြီးရင်တပြီးတော့လည်းတက္ကသိုလ်ကနေပြေပြေပေါအောင်ခင်ဗျာတဲ့ရပါတယ်လို့တက္ကသိုလ်ကခဏသူကလည်းအချိန်မရဘူးကိုခေါ်ခေါ်ခမ်းမရလူအများကြီးရှိတယ်ဆိုတော့အဲ့ဒီကိုသွားရမှာတက္ကသိုလ်အနေနဲ့တော့ပြောလို့ရအောင်တပြီးတော့ကိုယ်ကပြောလိုက်ပါဗျာတဲ့ထိုင်းနိုင်ငံမှာ အန်ဂျီယိုဆိုရကိုပြီးတော့ဗတ္တန်လူခဲ့တာဒီမျိုးကိုပထမဆုံးပါခင်ဗျာအဲ့လိုပြောတိုင်းကူပြီးပါတယ်တဲ့အဲကြောင့်မလို့ခေါင်းမပြောချင်တာလည်းအချိန်မပြောပါဘူးအဓိကနဲ့တာမင်ညာနေရာမှာတာမင်ညာနေရာလေးကိုဦးစားပေးပြီးလာတဲ့အတွက်ကြောင့်တခါကြီးဒေါက်တာဆာဆာရောနော်အခုလိုမျိုးမျက်နှာဘလောက်အထိပဲဟုတ်လားဟောဖြစ်ပါသေးစိတ်နာထားပြီးတော့ရောက်လာတဲ့အတွက်ပုံပုံမျိုးရဲ့ဘောဓဘာသာအများစုကယင်တွေကနေဆူတောင်းပေးလိုက်ပါတယ်ပုံပုံလည်းဆူတောင်းပေးလိုက်ပါတယ် ဒီတဲ့ပုံပြီးတက်တော်ရတော့ရှိပါသေးဒီတဲ့ပုံပြီးလုပ်ငန်းကံကံတွေလည်းအောင်မြင်ပါသေးမြန်မာနိုင်ငံကြီးရဲ့အတွက်မှာလည်းပဲအလေးထားအားထားရတဲ့ပုံကူတူပုံကူများဖြစ်ပါသေးလို့ပြောရရင်ဘုံဘုံရဲ့အပါအကလေးကိုမျိုးလုံးချုပ်ပါတယ်ဒီတော့ရာကိုမန်းလေးပါလာတယ်ပြောရပြီပါဟာခုလိုဘနော်ငါဘောရပါတာတေအာပုံစံစံနေတယ်ဒီမှာဦးဇင်းနေတယ်အာခုလိုဒီမှာ နော်ဘုရားအခွင့်အရေးဆိုတဲ့ရရှိတဲ့ဒီလိုချင်းဒီရှိခုနကဘုဘပြောတဲ့အတိုင်းပဲဟုတ်နော်ဘုဘကအတန်ကြားတာနဲ့ဘုရုဆက်တွေ့တယ်ဆိုကျွန်တော်လာဆက်တွေ့ကျွန်တော်ကလည်းဘုဘဆက်တွေ့တော့အရန်ဝမ်းသာတယ်ဘုဘနဲ့ကျွန်တော်တို့ဆိုအာလုံးလို့ကျွန်တော်အလုံးမှာပြောတယ်မက်ဆေ့ချ်ဒီပို့ကိုယ်လည်းပို့ကိုယ်လည်းပို့အဲဆိုတော့အဲ့ဘုံဘုံနဲ့ကကျွန်တော်တို့ကဆက်တွေ့ပြီးတဲ့ဒါပေမဲ့ကိုရလေတော်တော်ဆက်စားရဲ့အစီအစဉ်ကဘယ်လိုရှိမှမသိသေးဘူးလေတော့ဘုံဘုံအကြောင်းပြချမ်းမယ်နော်ဆို အဲ့ဒါနဲ့ကျွန်တော်တို့အဲဘာပဲပြောရောက်လာတယ်ပေါ့နော်အဲဒါပေမဲ့ကျွန်တော်တို့ဒီကိစ္စကလည်းဖြစ်ပေါ်တော့ဘူးကလည်းဒေါက်တာဆဆာကကျွန်တော်တို့မှာထားပြီးတာပါဟိုပါဘာလို့မဆိုးသူတွေ့ချင်တယ်လေသူမှတွေ့ချင်တဲ့စိတ်ကသူကခုနကလည်းသူပြောမယ်တွေ့ချင်တဲ့စိတ်ကသူကဆွေတွေ့ချင်တဲ့စိတ်ရှိတယ်ဆိုပြီးတော့ပြောတဲ့ခါကျကျွန်တော်တို့ကပေါ့နော်အပြူမဲ့ကိုကျွန်တော်လိုက်ပြီးတော့အကုန်လုံးချိန်တာဒါကဆာတွေ့ချင်တယ်ဆိုလိုက်ချိန်ချိန်တယ်ခင်ဗျချိန်ကြတယ်ဆိုတော့ကျွန်တော်နော်ဒီဖုံးကြောင်ကဒီဖုံးကြောင်ကျွန်တော်မလာအောင်မလျောက် လာခဲ့မယ်လာခဲ့မယ်ကျွန်တော်တို့အာလာလာခဲ့မယ်ဆိုပြီးကိုလက်ကိုလည်းကျွန်တော်ပြောတယ်ကိုလက်ဖမိုးကိုဒီတာပြောပြီးပါတယ်ကိုလက်ကိုလာခဲ့မယ်ကျွန်တော်တက်ပြီးတော့လေအញ្ញိုင်းမစီစဉ်သားနဲ့ကျွန်တော်အញ្ញိုင်းစီစဉ်သားရဲ့လည်းပြင်ပန်းတယ်ကျွန်တော်တက်မှာအမေဖမိုးအနေနဲ့အခုလိုကျွန်တော်တို့လာတဲ့ကြောင်းလာတဲ့အကြောင်းရင်းကိုကျွန်တော်တို့ဒီ YouTube တလေးတစားနဲ့ကျိုးဆိုးတဲ့အတွက်လည်းဟိုဂျေဘူးသူပကပြင်ပါတယ်ပြင်တော့ပါ ော့ဒီမှာလောက်ရှိလာကြတဲ့ကျွန်တော်တဏှာဝင်အားလုံးလည်းတူတူသိရှိနေကျွန်တော်ပြီးတော့ကအဲ့ဒီတောင်းချောမြန်မာ community ကိုစားကျွန်တော်ပြောချင်ပါတယ်လောက်ရှိတဲ့မှာပေါ့နော်ဒီတက်ပို့ပြီး